င်္ဂလာပါ Here shame and otapa fear continued ဒီနေ့ဆက်လက်ပြီးတော့လောကပါလာတရား နှစ်ပါးဖြစ်တဲ့အထေက otapa fear မကောင်းမှုပြုရမှာအဲချောက်ချင်းနဲ့ပတ်သက်တဲ့အကြောင်းအရာကိုဆက်လက်မျှဝေပါမယ် Otapa fear. Otapa is dread or fear to do evil is otapa. those who are considerate, of others will reason, if I do evil, my parents, friends, relatives and teachers will be blamed because of me. Therefore, I will not any evil avoid misdeeds. This is a fine example of Ottapa. Ottapa Suraga မကောင်းမှုပြုရမှာရှစ်ချင်းနော်စိုးရင်ချင်းတို့ဖြစ်တယ်သူတပါအပေါ်မှာလည်းညတာထောက်ထားတတ်သူဟာစဉ်စားဆင်ခြင်ဉဏ်ရှိတဲ့သူပဲဖြစ်ပါတယ်မကောင်းမှုပြုခဲ့ရင်ကိုမိဘကိုမိဆွေတငယ်ချင်းတွေဆွေမျိုးသားချင်းတွေနဲ့ဆရာသမားတွေရဲ့ဖြစ်တည်မှုလဲခံရမယ်ဘာကြောင့်လဲမကောင်းမှုကိုပြုလို့ပဲဖြစ်တယ်ဒါကြောင့်မကောင်းမှုကိုအနေငယ်မြတ်မပြုရပါဘူး မကောင်းမှုဆုံးညစ်တဲ့အကုသိုလ်တွေကိုရှောင်ကျင်ရပါမယ်။ဒါကတော့အတ္တပယေအကောင်းဆုံးဥပမာလို့ပဲပြောရမှာ ဖြစ်ပါတယ်။ So a person acquires hiri and ottapa by means of sympathetic concentration for other and by upholding the honor and dignity of his close acquaintances ဒါကြောင့်ပေါ့နော်လူတူတူယောက်ကသူတစ်ပါးအတွက်စာနာတဲ့စဉ်းစားဆင်ခြင်ဉာဏ်ဆင်ခြင်ခြင်းတွေနဲ့ပေါ့နော်ကြောင်းဝင်မှုရှိပြီးတော့ရည်ချင်းပြည့်စုံမှုလက်ကင်ထားခြင်းဖြင့်ဒီလိုဟီရီနဲ့အတ္တပါဆိုတဲ့ဒီလောကပါဠိတရားနှစ်ပါးကို စီးပူးကြင်ကြံနေသူ ဖြစ်နေရပါမယ် but if you have no sympathetics concentration for family, teacher, etc. You lack both theory and otapar and you will do many evil deeds in your life. ဒါပေမဲ့နော်သင်ဟာကုမိသားစုဆရာသမားအဆရှိသည်တို့အတွက်စာနာထောက်ထားမှုမရှိ မစင်စားဘူးဒါဆိုရင်တော့နော်သင်ရဲ့ဘဝမှာများစွာများစွာသော မကောင်းမှုတွေပြုမှုနေတဲ့သူပဲဖြစ်မယ်ဆိုတာဤကံမလွဲပါဘူးနော် ကိုမိဘကိုရဲ့တင်းစီယာမြင်းစီယာကိုမိသားစုမိဘတွေအတွက်စာနာထောက်ထားရမှာဖြစ်တယ်เนาะတသမီမကောင်းမိဘကောင်းเนาะတပည့်မကောင်းဆရာကောင်းဆိုလို့ဒီလိုမျိုးကိုမိဘဆရာသမားတွေအတွက်စာနာထောက်ထားမှုမရှိဘူးဆိုရင်တော့ဒီလိုပုဂ္ဂိုလ်ဟာမကောင်းမှုကိုပြုကျင့်နေသူပဲဖြစ်မယ်ဆိုတာဒါလည်းအလုံးသိရှိကြပါတယ် In this slide, Hiri and Otaba protect you from immoralities, putting restraints on some from misconduct with mother as well as on brother from commit sin with sisters. The Hiri and Otaba, ဒီဟိရိအတ္တပါလောကပါလာတရားနှစ်ပါးဟာဆိုရင်ဒီဟာကိုစီးပူးကြင်ကြံလိုက်နာတဲ့ပုဂ္ဂိုလ်အတွက်တော့အမြဲတမ်းပဲဒီမကောင်းမှုเนาะ immoralities ကနေပြီးတော့မှအမြဲတမ်းပဲကာကွယ်ပေးနေမှာဖြစ်တယ်နော်အမိနဲ့သားမောင်နဲ့နှမဒီလိုကြားမှလည်းကာယကမှုဝစီကံမှုမနောကမှုနဲ့ပတ်သက်တဲ့အမှားအယွင်းတွေမကောင်းမှုတွေမှန်သမျှကိုနော်အမြဲတမ်းဒါကိုကြော်လွှားနိုင်မယ်ရှောင်ကျဉ်နိုင်မယ်ဒီကာယကမှုဝစီကံမှုမနောကမှုနဲ့မှားယွင်းတဲ့အပြုအမူတွေကိုဘရော့မှဒါကိုပြုမှုဆောင်ရွက်မယ်သူမဖြစ်နိုင်တော့ဘူးပေါ့နော် They are regarded, therefore, as two great guardians of the world, Loka Baladama, protecting you from immoralities. So they are pure and wholesome ideas, known also as Tukka Dhamma. The တရားနှစ်ပါးပေါ့နော်ဟိရိအတ္တပါဆိုရယ်လောကပါလာတရားနှစ်ပါးကိုကဘာဆောင်တရားလို့တောင်း တင်စားခေါ်ကိုတတ်မှတ်ကြတယ်။တမာဒီဝနှကောင်းနှစ်မျက်ဒီနှစ်သက်မြတ်နိုးတဲ့ဒီဝဓမ္မကိလေသာအညစ်ကြေးတို့မှကင်းဝေးတဲ့တုတ်ကဓမ္မနော် ဖြူစင်တဲ့တရားဓမ္မလို့တောင်အမျိုးမျိုးတင်စားပြီးတော့မြတ်စွာဘုရားရှင်ကဟောကြားတော်မူခဲ့တာကိုလေလိလာမှတ်သားရပါလေ In this light these two dharma keep human beings in moral discipline and moral restraint that distinguish them from animal. Without Hiri and Otaba, mankind will sink into evil deeps and be reduced to the states of animal. The Hiri Otaba, Tianaba Lune Pizu Nebuguha, Makampugu, Sasu Yunsha, be Mimi Gugu, Ne, တဝင်းကျင်တတလောကရှင်သန်တုတက်ဖို့နော်တရားလှပဖို့အတွက်ပဲတံပိုးထားရတဲ့ဒီဟိရိဩတပလောကပါလာတရားနှစ်ပါးထွန်းကားမယ်ဆိုရင်တတလောကကြီးဟာပျက်စီးဖို့အကြောင်းမရှိပဲတုတက်ရံပဲဖြစ်မယ်အဲဝိတောဟိရိဩတပဒီဟိရိဩတပလောကပါလာတရားနှစ်ပါးဒါကိုအလေးမထားဘူးအလေးမမူဘူးနော် အရှိအကျောက်တရားမရှိဘူး men kind well sink into evil deeps မကောင်းမှုမှာပဲမှုလျော်မယ်မကောင်းမှုမှာပဲနှစ်မြုပ်ပြီးတော့ဒါ ਉਹ ပဲကျင်းလည်နေမယ်ဆိုရင်တော့ reduce to the states of animals နော်တက်ရှိနဲ့အလူသားပေါ့နော်ဒီတရားနှစ်ပါးကတက်ရှိနဲ့လူသားအသက်ရှိလူသားနဲ့ပေါ့နော်တရိษံရဲ့ဂျားက ဇာရိတပိုင်းဆိုင်ရာစီကံဥရီကန့်တတ်ချက်ပဲဖြစ်တယ်။တကယ်လို့ဒါကိုအလေးမထားရဘူးဆိုရင်တော့ဗောနော်သတိဆန်အစ်စ်နဲ့လောက်ထီကိုနော်ဒီအသိဉာဏ်ပညာရှိတဲ့မနုဿဆိုရယ်နော်ဥဿမနတ် plus ဥတ္တလို့ခေါ်တဲ့ဒီမနုဿเนาะအင်မတန်မှမြင့်မြတ်တဲ့လူသားတွေဟာအိစကာမဤသုံးဝပဲအလိုရှိတဲ့တိရိစံဆိုတဲ့ဒီ အိစကမအီသုံးဝမှာပဲမှု့လျော်ချတဲ့တရိဆန်နဲ့မချတဲ့အဆင့်ကိုရောက်ရှိသွားမယ်လို့ဆုလိုချင်တာပါနော်ဒီလိုပြောချင်တာပါ Today many people are void of moral shame and moral dread uh, so they so that they dress eat and breathe indecently ဒီနေ့ခေတ်ကာလမှာဆိုရင်လူတော်တော်များများဟာ ဒီလောကပါလာတရားနှစ်ပါးဖြစ်တဲ့ရှက်ချင်းကြောက်ချင်းဆိုတဲ့ဒီတရားကိုစောင့်ထင်းတဲ့သူတွေဟာယောဘာလာလာတွေလည်းတွေ့လာရတယ်เนาะဘယ်လိုနေရာမှာလဲဆိုတော့ဝိစားဆင်းရဲမှုနေထိုင်မှုစားသောက်မှုပေါ့เนาะအဆအဆအရာရာဒီလိုနေရာတွေမှာဆိုလို့ရှိရင်เนาะအင်းဣန္ဒြေသိက္ခာမေလာလာတွေလည်းများစွာတည်ရတယ်မကြောက်ဝင့်မနာတာเนาะ မမြင်ဝင့်နိုင်တာမျိုးတွေပေါ့နော်ဒါမျိုးတွေများစွာတွေ့လာရတယ် if this moral decay continues to proliferate the world will soon end in complete ruin for mankind will then turn into animals ဒီလိုသာပေါ့နော်ဇာတိတာပိုင်းဆိုင်ရာတွေဆက်လက်ပြီးတော့ဟိရီအော်တပါအရှက်တရားအကြောက်တရားတွေယော့ပါပြီးတော့နော်ဇာတိတာပိုင်းဆိုင်ရာတွေမှာလည်းဆက်လက်ပြီးတော့ ယွယွင်းလာကြမယ်ဆိုရင်တော့ဒီလိုဇာတိတာတွေယွယွင်းမှုတွေတချိန်ထိုးကြဆင်းမှုတွေဖြစ်လာခဲ့ပြီဆိုရင်တော့ဒီလူအတိုင်းဝိုင်းပေါ့နော်လူဆိုတဲ့ဂုံတိခအတိုင်းဝိုင်းမှာတရိษံအသွင်မျိုးပဲရောက်သွားနိုင်တယ်တရိษံနဲ့တိုင်းတန်းတစားတဲ့ပေါ့နော်အဆင့်တန်းမရှိတဲ့လူတွေပဲဖြစ်သွားမှာဒါကြောင့်မို့နော်ဒီခိရိနဲ့အော်တပ်ပါဆိုတဲ့ ဒီလောကပါလာဆောင်တဲ့တရားကြီးထွန်းကားမယ်ဆိုရင်တော့ခုကိုရီနေထိုင်ကြတဲ့တတ္တလောကကြီးဟာပစ္စည်းရန်အကြောင်းမရှိဘူးတိုးတက်ဖို့ပဲရှိမယ်လို့ဆိုတာပါ။ညဓမ္မမဟုတ်ပဲဒီလိုမျိုး moral decay တွေဒါဆက်လက်ပြီးတော့အေးဒီဘဝနေထိုင်စားသောက်မှုနော်ဝဆန်းစီရင်မှုတွေမှာဒီလိုသာစင်စစ်မပြတ်ဖြစ်သွားမယ်ဆိုရင်တော့နော်လူတွေတရိစံနေချမ်းသာစရာတောင်မလိုတဲ့အဆင့်တန်းကြီးနော်တရှိန်တူ ကျဆင်းသွားနိုင်မယ်လို့ဆိုချင်တာပါ In this slide အဲဒီ slide မှာတော့မျှဝေခဲ့တဲ့ဟိရိဩတ္တပလောကပါလာတရားနှစ်ပါးနဲ့ပတ်သက်ပြီးတော့ပြန်လည်သုံးသပ်ရမယ်ဆိုရင် Hiri is to be shame of evil Hiri is evident in those who value their honor and dignity Ottapa is to be afraid of evil Otapar is evident in those who respect their parents, teachers, friends, and relatives. ဒီဖျားရှင်ကပေါ့နော်ဟီရီဆိုတဲ့မကောင်းမှုပြုရမှာရှက်ချင်းအတ္တပဆိုတဲ့မကောင်းမှုပြုရမှာကြောက်ချင်းဆိုတဲ့လောကပါလာတရားနှစ်ပါးနဲ့ပတ်သက်ပြီးတော့ဟောကြားခဲ့တဲ့အချက်အကျောင်းမရှိခဲ့ရင်မကောင်းမှုတွေနေရာအနှံ့ဖြစ်ပေါ်မယ်လောကကြီးမှာလည်းငြင်းချမ်းတရားမှုမရှိပဲတိရိစ္ဆာန်လောကနဲ့မခြားဖြစ်လာနိုင်မယ် ဟိရိဩတ္တပတရားနှစ်ပါးရှိမှအရှိတရားပေါ့နော်အကျောက်တရားတွေနဲ့အလုံးအရာရာကိုနော်ဟိရိဆိုတဲ့တရားရှိမှလဲနော်အမြဲတမ်းနော်ယူသားကြိုးစားတဲ့တန်ဖိုးရှိတဲ့လူပုဂ္ဂိုလ်အဖြစ်ဒီပုဂ္ဂိုလ်ဟာဘဝမှာတစ်တလုံးဖြစ်မယ်ဩတ္တပဆိုတဲ့တရားရှိမှလဲနော်ကိုယ့်ရဲ့မိဘဆရာသမားဆွေမျိုးတငယ်ချင်းအပေါ်မှာ respect ရှိပြီးတော့နော်အမြဲတမ်းပဲကိုချင်းစာစီလေးရှိမယ် No, Tatamu, they are regarded therefore as two great guardians of the world, Loka Baladma, protecting you from protecting you from immorality in soul. They are pure and wholesome ideals, known also as the Gadama. Tajam, Tidiana Baha, Naduye, Mimiate, Chinetura Jam. ဒီဝဓမ္မဆက်တော်မှာဆိုရင်ဖျားလောင်းမင်းသားဟာရှစ်ချင်းကြောက်ချင်းတရားနှစ်ပါးနဲ့ပြည့်စုံတဲ့ကြောင့်မို့เนาะပြည့်စုံခဲ့တာကြောင့်မို့ဘီကင်းလွန်မြောက်ခဲ့တဲ့ဖြူစင်းတဲ့တရားကိုဆောင်တဲ့အင်းငိမ့်တဲ့သူတော်ကောင်းတွေဟာလောကမှာရှိပါတယ်ထူသူတို့ဟာဒီဝဓမ္မကျင့်တဲ့သူတွေလို့ခေါ်ဆိုကြပါတယ်ကိလေသာအညစ်အကြေးတွေမှာကင်းဝေးတဲ့တုခဓမ္မလို့လည်းအမည်မျိုးတင်စားခေါ် တဲ့တင်စားခေါ်ဒါကိုလေဖျားရှင်ကနော်အမျိုးမျိုးဟောကြားခဲ့တာကိုလေလ ీల မှတ်သားရပါတယ်။ဒါကြောင့်ပေါ့နော်ဒီဟီအော်တပါဆိုတဲ့တရားနှစ်ပါးကိုအဲလိုက်နာကြင်ကြံကြမယ်ဆိုရင်လူလောကကြီးရလည်းငင်းချမ်းตายရတဲ့လောကကြီးလည်းဖြစ်နိုင်ပါတယ်။ဟီရီအော်တပါရဲ့အဲသဘောတွေကပေါ့နော် ဟိုချုပ်ပြောရမယ်ဆိုရင်ပတ်ဝန်းကျင်လောကအခုလည်းအလေးအနက်တံပိုးထားမယ်မကောင်းမှုပြုဖို့လည်းကြောက်ရွံ့နာမျိုးနော်မိမိရဲ့ကာယကံမှုဝစီကံမှုနော်ဒီလိုမနောကံမှုစသဖြင့်ပေါ့နော်ပတ်ဝန်းကျင်အင်းတတ္တလောကထိခိုက်နစ်နာမှာကိုလည်းကြောက်ရွံ့နေဒါလည်းအတ္တပရဲ့လက္ခဏာတွေဖြစ်တယ်နော်ဒီလိုမျိုးဟိအတ္တပ200လောကပါလာတရား2ပါးစုံကိုနော်လိုက်နာစီပူကြင်ကြံတဲ့ပုဂ္ဂိုလ်ကတော့နော် ဒီဘွားရောနောင်ဘွားရောလောကုလောကီလောကုတရာနှစ်ဖြာ ကောင်းကျူးတွေခံစားရပြီးတော့တကယ်ကိုစံပြုတ်ထိုက်တဲ့ပုဂ္ဂိုလ်လေးစားထိုက်တဲ့ပုဂ္ဂိုလ်เนาะဒီလိုအကြီးအချင်းဂုံတိတ်ခါလူတံဘိုးတွေနဲ့ပြည်စုံသူတွေဖြစ်မယ်ဆိုတာလည်းအလုံးသိကြပါတယ်ဒီနေ့တော့ဒီဟီရီအော်တပတ်နဲ့ပတ်သက်တဲ့ဒီအကြောင်းအရာလေးကိုနော်ဘဟုတုတအဖြစ်မျှဝေပေးခဲ့တာဒီမှာပဲရှင်းနာပါတယ်